အားလုံးပဲမင်္ဂလာပါညကောင်းစင်တဲ့ဒါနမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်တံမီရိုဖိုင်းလေးအပိုင်းနှစ်လေးကတော့ဩစတြေးလျနိုင်ငံရောက်ရှိနေတဲ့ LND ပါတီဝင်ဦးအောင်မျိုးဝင်းမှာဓမြမှုနဲ့သူဟာဆွဆွဲထားမှုပေါ်ဖြည့်ရှင်းလာတဲ့ရုပ်တံမီရိုဖိုင်းလေးကပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာ 对嘛，我们问下，白路里边来批新车子来，说那个阿龙文要接修你了，懂得为班贝加跑，怎么样？阿龙，我们高山的车拉嘛，特别技术点细吧，怎么样？没得亚多，金老也讲，金老爷讲没对在路的，金老爷家我们对在路的。 ခွဲစုပ်ထဲမှာကျွန်တော်အကြောင်းမသိဘဲနဲ့ရန်တန်းဆွဆွဲပြီးတော့ပြစ်တင်နေတဲ့လူတွေပါတီဝင်လို့ပြောတယ်လို့အမတ်လို့ပြောတယ်လို့ဒလန်ဖြစ်တယ်လို့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မနေရတော့ကျွန်တော်ရာဇဝင်တွေကိုတိအောင်လို့နည်းနည်းလေးစကားလေးတွေတော်တော်များများကျွန်တော်ပြောပြပါတယ်ဒီနေ့ပြောမယ့်အကြောင်းကတော့ခွဲစုပ်ကနေပြီးတော့လိုက်လှန်ပြီးတော့ကျွန်တော်တပုတ်လေးနဲ့ပြောနေတဲ့ရွေးဦးမွန်ဆိုတဲ့အမျိုးသမီးကိုကျွန်တော်ဒီနေ့ကနေပြောဒီနေ့စပြောခြင်းပါတယ်ဗျာ ကျွန်တော်တို့လင်ပြားခမရကိုလည်းမသိဘူးမြင်လဲမမြင်ဘူးခမရနဲ့ကျွန်တော်ကြားမှာလဲဘာအဆက်ဆက်မှလည်းမရှိခဲ့ဘူးနော်ခမရကျွန်တော်ရဲ့ယာဉ်ဝင်ကြောင်းကိုလည်းခမရမသိဘူးဒါတော့မှခမရကအခုဖြစ်ပွားခဲ့တဲ့ဒီဖြစ်စဉ်ရဲ့ဖြစ်ရနေရမှာလဲခမရရှိနေတဲ့လူလည်းမဟုတ်ဘူးကာယကံရှင်ရတော့မှကျွန်တော်တို့သဘောထားကြည့်ပြီးတော့သူ့ဘက်ကနေပြီးတော့ခံစားနေရပြီးတော့ ကျွန်တော်တို့တရားစွဲမယ်လေးလည်းမပြောသေးဘူးဘာမှဖြစ်သေးတာတော့မခမရဒီဇိုင်းမမတ်တဲကြီးမဲကြီးကျွန်တော်တို့ခမရလိုက်တွေလွှင့်ပြီးတော့တိုက်ခိုက်စော်ကားနေရတယ်ကျွန်တော်ဒီနေ့လည်းပြောကြင်တယ်ဗျာနော်ခမရမနေ့ကပြောတယ်ပြောတယ်မြပါတီကြောင်းတွေပြောတယ်နိုင်ငံရေးကြောင်းတွေပြောတယ်ပြောနိုင်မှာပေါ့ဗျာကျုပ်ကရာသွန်ရှိလို့တုတ်ရာသွန်ပြောပြောနိုင်တာခမရမှာရာသွန်ရှိလို့လားနောက်ချက်ပြပြမယ် ခဏလိုက်လွင့်ပြီးတော့ပြောနေတဲ့အနောက်မှာဘဒူတွေရှိတယ်ဆိုတာကြုတ်ကြည့်တယ်ခမားလိုက်နေပြောနိုင်မှုအတွက်စာရွက်တွေဘေးကရေးပေးတယ်ဆိုင်ပုတ်ကြီးနဲ့ထောင်ပြီးတော့ရေးပေးတာတွေဘဒူတွေရှိတယ်ကြုတ်ကြည့်တယ်နော်အဲ့ဒီလူတွေကကျွန်တော်တို့လင်မယားကြီးကစားထားတောက်ထားတဲ့လူတွေကျွန်တော်တို့အကျိုးရှိပါဖို့မနာလိုတဲ့လူတွေနော်တို့တို့လို့ဒီမှာကြွေးပရပြင်းနဲ့ဒုက္ခဒုက္ခရောက်နေတဲ့အချိန်မှာကျုပ်တို့လင်မယားအဆင်ပြေပြေနဲ့ နေနိုင်တယ်တက်တက်မဲ့ကျွန်တော်တို့အကျိုးစီးပွားကိုမလိုလားတဲ့လူတွေတို့တို့ထပ်ပိုလုံနိုင်တဲ့လူတွေကိုမလိုလားတဲ့လူတွေကခမရကိုနောက်ွယ်ရနေပြီးတော့နော်ခမရကိုထုတ်တို့ကမားလာလို့ကြုတ်ကိုင်းခမရဇော်မဲလုံးလို့ပဲရှစ်ထွက်ပြီးတော့ခမရဘီလင်းနေရနေပြောတာခမရကိုတုတ်တော်တော်တနာတယ်ဟဲ့လားတော်တော်တနာတယ်ခမရပြောခဲ့တဲ့စကားတွေကပဲကြုတ်ပြောလိုက်မယ်နော်အရင်တုန်းကခမရက ခမ ्या ကျွေးတာကိုစားပြီးတော့ခမ ्या ရဲ့အသိအဖြစ်တွေကိုမဲဘုံတခွင်ခြေရောအနောက်ကိုပတ်ပြောတယ်နော်ခမ ्या ကဒလန်လို့ပြောတယ်အဲ့ဒီတရင်တော့လူငယ်ကခမ ्या ကိုနော်နိုင်ငံသားသားအမျိုးသားတယောက်နဲ့ခမ ्या ဖောက်ပြန်ပါတယ်လို့ပြောတယ်ဆိုတဲ့ဇလန်တွေကိုခမ ्या ခံစားပြီးတော့နော်သူပြောတဲ့စကားတွေကိုလည်းကြားတဲ့အမျိုးသမီးကလည်းခမ ्या ကိုမြုံကြည့်ဘူး तू ကတရင်သမားမို့လို့ယုံကြည်ပါတယ်လို့ပြောပြီးတော့ခမ ्या စိတ်ထိတ်ခိုက်ပြီးတော့ ထောက်လောက်လောက်အိပ်ရတယ်လေအမောင်ကန်းနဲ့မှနေဖုံးနေလဲမကန်ရှေ့တွေတောက်ရဘဲကွန်မြူနတီနဲ့မှလည်းခင်ဗျအဆက်ဆက်မလုပ်နိုင်တော့ခင်ဗျဘုံဘုံလဲတယ်လို့ခင်ဗျပြောခဲ့တယ်နော်ဒီလိုပဲအဲ့ချိန်တော့ခင်ဗျကျမမဟုတ်ပါဘူးလို့ခင်ဗျကြောက်လို့မျိုးလိုက်လွှင့်ခင်ဗျပြန်ရှင်းလိုက်ရခင်ဗျမရှင်းခဲ့ပါဘူးခင်ဗျပြောတဲ့စကားထဲမှာပဲကြောက်ပြောပြနော်ဟုတ်ပြီအခုတုတ်ပြောတော့မှာစပြီးတော့ခင်ဗျားတို့က ခမရမဟုတ်ပါဘူးဆိုတဲ့ဇကားကိုသူတပားခမရကိုဆွတ်ဆွဲတဲ့ဟာကိုခမရမခံစားနိုင်လောက်အောင်ဖြစ်ပြီးတော့အဲ့ရတဲ့ဘုံဘုံလဲအပေါင်ကန်းထဲမှာနေကွန်မြူနတီတစ်ခုလုံးနဲ့အဆက်ဖြတ်ရီကန်ငွေနဲ့ခမရနေခဲ့ရတဲ့ဘဝမှာခမရကိုချင်းစားတယ်ဆိုတဲ့ဇကားမျိုးပြောရင်ကျုပ်ကျုပ်တို့လည်းမရဘူးခမရကပြောနေတာခမရခမရခံစားမှုတယ်ဆိုခမရသိကိုသိရမှာဒါပေမဲ့ခမရမှာရွယ်ချက်ရှိတယ်ကျုပ်သိတယ် ဲ့ဒီချိန်ကာလတွေကခင်ဗျာဗမာကွန်မြူနတီရှိတဲ့နေရာတိုင်းခင်ဗျာမသွားနိုင်ဘူးမပြောနိုင်ဘူးခင်ဗျာရှစ်ပြန်ထွက်ချင်တယ်ဒီလိုပဲခင်ဗျာကိုအတုံးချတဲ့လူတွေကလည်းခင်ဗျာအဲ့ဒါမျိုးအတုံးချပြီးတော့သူတို့ကသူတို့ပြောချင်တဲ့ဇကားကိုကျုပ်တို့ကိုဓာတ်ရိုက်ထမပြောရတဲ့အခါကျတော့ခင်ဗျာကိုတရုတ်ဆောင်ဘီလိန်ကိုထားပြီးတော့ခင်ဗျာကိုရှစ်ဖက်ခံလိုက်တယ်နော်အဲ့တော့ခင်ဗျာဘဝအကြောင်းတုတ်ဘူးတော်တော်လေးတနာတယ်လူတယောက်ဟာမဟုတ်မမှန်ဆွဆွဲခဲ့တယ် ိုက်မဟုတ်မှမှဆော့ဆွဲတယ်မဆော့ဆွဲဘူးဆိုတာလေကိုယ့်ကိုသိလိုက်ဘယ်လိုပဲဖြစ်ဖြစ်တက်ကတော့ဖြစ်ရှင်လေးကိုယ်စေတနာကံသူတော့ကြိုးပေးလိုက်မယ်ငါ့ကိုသူတို့ကဒီလိုလှုပ်တော့ငါလည်းဒီလိုခံစားရတယ်ဒီလိုတွေလည်းအခုထွက်ရှင်းနေတယ်ဆိုရင်ခမရဒီလောက်ဆိုခမရသိတယ်ဒါပေမဲ့ခမရကခမရအမောင်ငန်းနဲ့မှနေခဲ့တဲ့ဘဝကိုခုခမရအရှိထွက်ပြီးတော့ခမရဆယ်လီလို့လှုပ်ပြီးတော့ခမရအရှိပြန်ထွက်ရှင်းတယ်ခေါ်လူတွေကလည်းကြုတ်တော့ကိုဓာတ်ရိုက်မပြောနိုင်တဲ့အခါကျတော့ နော်ဒါရိုက်မပြောရတဲ့ခါကျတော့ခမ ्या ကိုအနောက်ကနေပြီးတော့ control ပေးပြီးခမ ्या ကိုဗီလိန်လုပ်ပြီးထွက်ခိုင်းလာအဲ့တော့ခမ ्या ပြောသမျှစကားခမ ्या ပြောသမျှအယုတ်တအနတ္တတွေအကုန်လုံးကျုပ်တော့မယူဘူးဘာလို့လဲဆိုတော့ကျုပ်တော့ကျုပ်တော့မှလည်းကျုပ်တော့ကိုစောက်ရှောက်တဲ့အစောက်ရှောက်ကြီးရှိတယ်ခမ ्या ဆဲတာဆိုတာခမ ्या မဟုတ်မမှန်တရားပြောနေတာတွေအကုန်လုံးကျုပ်တော့မခံယူတဲ့အတွက် ခမရပြန်ပြီးတော့တနေ့စေတနာဒဏ်ခမရပြန်တင့်လိုက်တာခမရကိုကျုပ်တို့လက်ပြားနဲ့လည်းမသိဘူးရိုက်လည်းမရိုက်ဘူးခမရကိုကျုပ်တို့ခေါင်းထဲမှာတော့မရှိဘူးဒီလူတယောက်ဒါဖြစ်ပါစေငါတို့ဒါပြောလို့ဒါဖြစ်ပါစေလို့လည်းမဆူတောင်းဘူးတန်ပြန်တက်ရောက်မှုဆိုတာခမရခံစားရလိမ့်မယ်နော်ခမရဒါကျုပ်တစ်ချက်အရင်ပြောပြမယ်နောက်ချက်ကျုပ်စပြောမယ်ကျုပ်တို့ခမရပြောတယ်ကျုပ်တို့တခိုးလင်မယားဒလန်လင်မယား နော်ပါတီဝင်တယောက်လို့ပြောတယ်လို့လည်းခင်ဗျစာထဲမှာပြောတယ်ခင်ဗျစကားထဲမှာပြောတယ်ပါတီဝင်လို့သူပြောထားတယ်အမတ်လို့လည်းဒီလူကလိုက်ပြီးတော့ငွေလိုက်ချီတယ်လို့ခင်ဗျပြောတယ်နော်အဲ့အကြောင်းမို့ကျုပ်မနေ့ကခင်ဗျားကိုကျုပ်ဖြေရှင်းနေရမှာမဟုတ်တော့မနေ့ကခင်ဗျားပြောသည်မအကုန်လုံးကိုမတိပဲနဲ့နားထောင်နေမိတဲ့လူတွေကိုကျုပ်ရဲ့ဘိုင်ယိုဂရာဖီရာသွင်လို့ကျုပ်နည်းနည်းထည့်ပြောလိုက်တာဒီနေ့တော့ခင်ဗျားကိုကျုပ်တိုက်ရဲပြောတော့မှာနော် ခမကတဲကြီးမဲကြီးကျုပ်တို့လက်မရအောင်တိုက်နေတယ်ဆိုတော့ခမဆွတ်ပြပြမယ်ခမလက်ကျုပ်မမြင်ဘူးဆိုတော့ခမကလည်းကျုပ်ကိုမြင်လည်းမမြင်ဘူးသိလည်းမသိဘူးကျုပ်တို့မဲဖို့အစားရောက်ခဲ့ရနိုင်ငံရေးပွဲတွေလည်းသွားတာပဲရုပ်ရှင်ပွဲတွေလည်းသွားတာပဲနော်ကျုပ်တို့ကအမှန်တရားနဲ့ပဲနေတဲ့အတွက်ဘာလို့မှလည်းကြောက်တရလည်းမလို့ပို့လိုက်တာလည်းပို့လုံးတယ်ကျုပ်တို့ဖြတ်တန်းလာတဲ့တက်လျှောက်မှာမဟုတ်မတရားကျုပ်တို့ဘာမှမလုပ်ခဲ့ဘူးရန်ကုန်မြို့ကနေထွက်လာတယ်လေကေကောမှာရော မဲဆောင်ပါရောဒီအထိရောတက်တို့နာမည်ပြတလုံးမရှိဘူးနာမည်ပြတလုံးမရှိခဲ့ဘူးနော်ကျုပ်တို့နိုင်တဲ့ဘက်ကနေပြီးတော့ထောက်ပံ့တယ်ကို့တော်လိုင်းရေးသမားအချင်းချင်းနိုင်ငံရေးသမားအချင်းချင်းလိုအပ်နေတဲ့လူကိုကူညီတယ်ဆောက်ရှောက်တယ်ကျုပ်တို့ဒါပဲရှိတယ်ဒါကကျုပ်ကနိုင်ငံရေးသမားမဟုတ်လို့တော်လိုင်းရေးနဲ့ဓာတ်ရိုက်ပတ်သက်နေတဲ့လူမျိုးလို့ကျုပ်ပြောနေမှာမဟုတ်ဘူးကျုပ်အမျိုးသမီးဆိုရင်ပါတီဝင်လည်းမဟုတ်ဘူးနော် နိုင်ငံရေးသမားလည်းမဟုတ်ဘူးသူ့မှာဗမာပြည်မှာသူ့စစ်ဘက်နဲ့သူလုပ်နေတာနော်အမေဒေါ်အောင်ဆန်းစုကြည်ကိုချင်လို့လို့ NLD ကိုချင်လို့လို့တော်လန်ရေးကာလာသူ့မှာရောက်လာတဲ့အချိန်မှာသူတတ်နိုင်တယ်ညအားလုံးကိုသူဖြည့်ဆည်းပေးတယ်သူကူညီပေးတယ်ဒါပဲရှိခဲ့တယ်ဒေါ်အောင်မခမရကနော်ခမရဝစီပေလာတခိုးမတခိုးမတခိုးမလို့ပြောတာခမရမပူပါနဲ့ဝစီပေသာထိတိုင်းရှာတယ်တချင်ကြတိတ်မကြပါဘူးခမရခံလာမှာပါ ဒါကြုတ်တခါတည်းပဲခင်ဗျာတနာလို့ကြုတ်ပြောပြလိုက်မှာခင်ဗျာထပ်ပြောသေးတယ်စကားထဲမှာကျုံမန်ကြီးကဗမာလိုရှင်းရှင်းလေးပြောပြတယ်ဟာကျုပ်တို့ကိုကိုယ်ရဲ့ဆင်မကျွန်တော်တို့ဘလို့တွေမှားတယ်ကျွန်တော်ကအဘဘုံမင်းကောင်ကိုကိုယ်ရပါတယ်လို့ပဲကျွန်တော်ပြောခဲ့တယ်အဲ့လောက်ခင်ဗျာဆိုပြောခဲ့သေးတယ်ဘဘုံမင်းကောင်နဲ့ဆရာမကရိုက်ခိုင်းတာလားနေမင်းမခါကိုချိုးလိုက်ပါလားခဏပြောခဲ့တယ်နော်မပူပါနဲ့ခင်ဗျာအဲ့ဒီတက်ရောက်မှုလို့ ခမည်းကိုယ်တိုင်ခံစားရလိမ့်မယ်ခမည်းကိုအနောက်ကညွှန်ကြားပေးနေတဲ့လူတွေကခံမှာမဟုတ်ဘူးဒီလိန်ထွက်လို့တဲ့ခမည်းကခံစားရမှာကျုပ်နောက်တစ်ချက်ခမည်းကိုထပ်တော့မယ်ကျုပ်ဒီကျုပ်ရဲ့တာဝန်ကျုပ်ရဲ့အစင်တန်းရစကလုံးကြမ်းကြမ်းတန်တန်ဘယ်တော့မှမပြောခဲ့ဘူးဘူးနော်ဘယ်တော့မှကျုပ်မပြောခဲ့ဘူးခမည်းပြောတယ်ကျုပ်ကိုပါနာပေးခဲ့ချင်တယ်စအိုပါဇက်နဲ့ပြောတယ်ထမင်ဝက်ပြီးရှောက်ပြီးဆေးပြရောင်းစားပါလား နော်ခင်ဗျားပြောခဲ့အဲ့ဒီခင်ဗျားပြောခဲ့တဲ့အကြောင်းလုံးကိုမရှိတုံ့ပြီဘူးခင်ဗျားတနေ့ပြန်ခန်းစားရပါစုလည်းမတောင်းခင်ဗျားပြန်ခန်းစားရပါကျုပ်တို့လည်းမရအကြောင်းကိုခင်ဗျားကိုတရင်ပေးပါတယ်လို့ US ကတရင်ပေးလာတယ်လို့တောင်ကိုရတရင်ပေးလာတယ်လို့လေးကေကောကတရင်ပေးလာတယ်လို့မဲဆောက်တရင်ပေးလာတယ်ပေးလာမဲ့လူတွေကတော့ရှင်းရှင်းလေးကျုပ်တို့ကအမှန်မှန်မှရက်တယ်လူမှုရေးလည်းမဖောက်ပြန်ဘူးသူတို့ဘာပစ္စည်းလည်းမလဲ နော်ဒီလိုအခါကျတော့ကျုပ်တို့နဲ့ပုံကိုရရန်ညှိုးရှိတဲ့လူတွေကဒီချိန်မှာနော်တူရတူရဆုပြီးတော့ခင်ဗျားပေးရင်လဲခင်ဗျားကျုပ်ရဆိုမှတိမမသိတာဟုတ်တော်လိုင်းရေလောကအတွင်းကလူတွေကျုပ်ပါဆိုတာသိတယ်ကျုပ်တို့လင်မယာဘလို့ရက်တည်လဲဆိုတာသိတယ်နော်အဲ့တော့တချိန်ကြရင်ခင်ဗျားပြောခဲ့တဲ့မြတ်ခင်ဗျားရှုပ်ခဲ့တဲ့မြတ်ခင်ဗျားပဲခံရမှာ ဒီလိန်ဖြစ်တဲ့ခမည်းပဲခံရမှာနော်နောက်တစ်ချက်ကခမည်းကိုမြှောက်ပေးနေတဲ့လူတွေကခံရမှာမဟုတ်ခမည်းခံရမှာကျုပ်အခုဝါရဘီရအကြောင်းကြီးကျုပ်စပြောပြမယ်နော်ကျုပ်တို့ဝါရဘီကိုရောက်လာတယ်ကျုပ်တို့ကိုကုညီတဲ့လူတွေရှိတယ်အစားတောက်ပေးတဲ့လူနဲ့ပြည့်စည်ပေးတဲ့လူနဲ့ကုညီတဲ့လူတွေရှိတယ်ကျွန်တော်အကြောင်းအကြောင်းလေးလည်းကျွန်တော်ပြောပြအခုဝါရဘီဆိုင်နန်းထဲမှာရှိနေတဲ့နေရာမှာအမျိုးသမီးတယောက်ဆိုရင် သူတို့မိသားစုတို့ကျွန်တော်တို့ကိုကူညီခဲ့ကျွန်တော်တို့ခွားတယ်လည်းပြီးခဲ့သူတို့ကျွန်တော်တို့ကိုကူညီသလိုမျိုးသူတို့ကျွန်တော်တို့ကိုတမတ်ဖိုးလောက်ကူညီရင်ကျွန်တော်တို့ကသူတို့ကိုတကြဖိုးလောက်ပို့ပြီးကူညီပေးခဲ့တယ်သိလားကြောက်မိန်မသည်သူတစ်ပါးကိုကူညီခဲ့တာပဲရှိတယ်ကျွန်တော်မိန်မနဲ့ပတ်သက်ပြီးတော့ဒီမိသားစုတွေဟာအကူအညီတွေလည်းကောင်းတယ်သူတို့ရဲ့ပုံကိုယ်ရေးအိမ်နွေးရေးပြဿနာတွေအစား ပြောပြတယ်ကျွန်တော်မိမလည်းကူညီတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်မိမကိုဒီအမျိုးသမီးတယောက်တည်းမဟုတ်ဘူးဒီဝါဒီပြည်မှာကျွန်တော်မိမအကူညီတောင်းတဲ့လူအများကြီးရှိတယ်အဲ့အကူညီတောင်းတဲ့လူတွေကနော်ငွေကြေးအကူညီတောင်းတဲ့လူရှိတယ်နော်ရွှေရောင်းငင်ရတဲ့လူကလည်းရွှေရောင်းငင်လို့ပေါင်ငင်တဲ့လူကလည်းပေါင်ငင်လို့နော်အဲ့အဲ့အမျိုးအကူညီတွေပေးခဲ့တဲ့လူတိုင်းအကုန်လုံးကကျွန်တော်အမျိုးသမီးရဲ့ နော်စားစရာပြန်ဝယ်ပေးတဲ့လူနဲ့သူတို့စေတရာစေတနာအလျောက်စားစရာပြန်ဝယ်ပေးတဲ့လူနဲ့ငုတ်ပိုးပေးတဲ့လူနဲ့ငုတ်ကျွေးတဲ့လူနဲ့ဒါကပဲရှိခဲ့ဘူးလေခင်ဗျာဒီတခွန်လုံးမှာခင်ဗျာလိုက်ဆောင်သားလိုက်နော်ကျွန်တော်အမျိုးသမီးကြီးနော်ငွေချေအရှုပ်ရှင်းရှိသလားအဲ့ဒီလူတွေမှာငွေချိဖို့သလားခင်ဗျာလိုက်ဆောင်သားကြည့်လိုက်လုံးဝမရှိခဲ့ဘူးဒီဝါရပီတကြောမှာ ဟုတ်ပါခရော့စင်ရောဝယ်ခဲ့တဲ့ဆိုင်တိုင်းကျုပ်တို့ငွေနဲ့ကျုပ်တို့ဝယ်ခဲ့တာပဲရှိတယ်။နော်တစ်ချိန်တုန်းကခုနကကြရားဌာနကနေပြီးတော့ကျုပ်မျိုးသမီးကိုခိုးပါတယ်လို့ဆွဆဲပြီးတော့တတ်လာတဲ့ဆိုင်ကအဲ့အမျိုးသားကြီးဆိုရင်လေကျွန်တော်တို့အိမ်နဲ့အဝင်ထွက်ရှိတယ်။ကျွန်တော်တို့အိမ်မှာပဲစားတောက်ခဲ့ပြီးရယ်။နော်ဒီလိုလူမျိုးတွေအဲ့တော့ခမည်းကဘာဖြစ်လဲဆိုတော့ 走到叫来么对面，走到家东来么对面呢？看人家，只要看人家路啊，飘着人家阿公高看人家超标了，在看见了？看人家到候到哪个高楼没嘛？喏，那不完呢？看人家谁哪干？看人家店里超不了没？喏，啊不，看人家就超标了没啊？从哪标的路呗？九亩多米，地铁哦，没啥个，九亩多米我起步在路西的了，谁看人家超标了？哪个县看人家超标没？ ကျုပ်ကဘ ᱹ နံပါတ်တွေတက်ပြောတယ်ဘ ᱹ ကနံပါတ်တွေတက်ပြောတယ်လို့ပြောရဆိုရင်ခမားကို6လောက်လောက်အိရာတဲ့ဘုံဘုံလဲလောက်အောင်နိုင်ငံသားတယောက်နဲ့ခမားဖောက်ပြန်ပါတယ်လို့တိုက်ပြီးတပုတ်လင်းွင့်ပြောပါတယ်ဆိုတဲ့သတင်းတောက်ကနံပါတ်ကထုတ်ပြောလိုက်လေနော်ဟုတ်ပြီနော်ခမားထုတ်ပြောလိုက်လေအဲ့တော့နောက်တစ်ခုကခမားကိုအမျိုးသမီးဘက်ကနေပြီးတော့အမျိုးသမီးချင်းမရက်တီပဲနဲ့ခမားကိုခမားစကားကိုမယုံဘူးဆိုတဲ့မိန်းမကထုတ်ပြောလိုက်ပေါ့ခမားပြောသေးရရှိသေးတယ် ဒီမှာဒလန်လေးအဲ့ဒလန်လေးဆင်းခင်ဗျထောက်ပြလိုက်လေကျုပ်ဆိုရင်ကျုပ်ရအောင်ရှိတယ်ကျုပ်ရအောင်ကျုပ်ပြောရဲတယ်ကျုပ်ဘာလုပ်လဲဆိုတော့လည်းပြောရဲတယ်နော်ခင်ဗျားမှာယာဆောင်ရင်လည်းမရှိဘူးဆွဲနိုင်ကြလည်းအကြောင်းမရှိဘူးနော်ခင်ဗျားဆွဆွဲနေတဲ့အကြောင်းရာတွေကိုကျုပ်ကလိုက်ပြီးတော့ထပ်ဖြည့်ရှင်းနိုင်အောင်လည်းကျုပ်မှာအဲ့လောက်ထိအချိန်မရှိဘူးဟုတ်ပြီနော်အဲ့တော့ခင်ဗျားအနေနဲ့ဘောင်းထဲမှာနည်းနည်းပြန်ထည့်အောင်ငါ့အလှဲတော့ကဟော ူတပားဆွဆွဲလာဘူးငါမခံစားနိုင်လို့ဖြစ်တယ်ဆိုတော့ခမရနဲ့နဲ့ခေါင်းနဲ့ပြန်ထဲလာအခုကျောက်ကလျှက်တည်ပြဒေါသအလျောက်ဖြစ်သွားတဲ့ပြဿနာကြီးတစ်ခုကိုခမရကအိုးတပည့်တခုချင်းတခုချင်းကိုခမရထတ်တိုးထတ်တိုးပြီးတော့ခမရကျုပ်ကိုခမရကြောက်ချတယ်ကြောက်ချပုံပြောပြမယ်နော်ဒုတိယနဲ့တယောက်ထိခိုက်လို့လဲသွားရင်တော့ခမရကကျုပ်မရင်းထတ်ချင်မို့ကြံတယ်လို့ခမရထတ်ထဲအောင်ပါနော်ကျောက်ခမရကတခုပြောပြမယ်ဓမြတိုက်တယ်လူရတယ်ဆိုတာ ိုတစ်ချွန်းနေတယ်ကိုနဲ့ထိစပ်နေတဲ့နေရာကိုအချောင်းသူ့အချောင်းတိနေတဲ့နေရာမှာဘာမှမလုပ်ဘူးကိုအချောင်းကိုခြေရမခံတဲ့နေရာသူ့အချောင်းသူ့သူ့အချောင်းကိုမသိကိုအချောင်းသူ့မသိဆိုတဲ့နေရာမှာပဲသူကကျူးလွန်ကြရတယ်အတ္တကိုခမည်းကကျုပ်လျှက်တပြက်ဒေါရအလျောက်ဖြစ်သွားတဲ့အရာကြီးကိုခမည်းပုံမှန်ချဲ့ပြီးတော့ခမည်းအမောင်ငန်းနေရာနေပေါ်ပြန်ထွက်ပြီးတော့ ီလူအတိုင်းဝိုင်းနဲ့ခင်ဗျာပြန်ဝင်ခြင်းတော့ခင်ဗျာဘီလိန်နေရာကနေပြီးတော့သူများပြောခိုင်းတဲ့စကားကိုခင်ဗျာဖတ်ပြောခင်ဗျာတို့အယတနာရယ်နော်ခင်ဗျာတို့တော်တော်တနာရယ်နောက်တစ်ခုကကြောက်ဒီကြောက်ရက်တင်မှုတခြားမှာသူတစ်ပါးရဲ့အတင်းဖြင်းလာမပြောဘူးကြောက်လောက်တဲ့အလုပ်ကိုပဲကြောက်လောက်တယ်ခင်ဗျာပြောတဲ့စကားထဲမှာပဲရှိသေးတယ်ရည်ကျင်စရာကြီးခင်ဗျာဘူးတူတာဘယ်လောက်နေပါလဲဆိုတာကြောက်ကစီပင်ရမို့လို့ဈေးပန်းနေလှမ်းရိုက်တယ်နှတ်တယ်လို့ပြောအောင် ကျောက်ကစီပင်ဝန်ထမ်းမဟုတ်ဘူးဗျစီပင်ဌာနကိုထိမ့်ကြောင်းလို့ရအောင်လို့စီပင်ကိုယ်စားလှယ်အနေနဲ့ဝင်ရောက်အရေးကြက်ခံခဲ့တာခင်ဗျဘုသူတာတော်တော်နှဲပါတယ်နောက်ထပ်ပြောသေးတယ်ခင်ဗျပြောတဲ့စကားနဲ့မှရှည်သေးတယ်ကျမတို့ကလည်းအော်စီဂျဲကိုအောက်ခြေလောက်ကိုမတိုင်ဘူးဗမာပြည်နဲ့တူလို့အထက်ကူမှာအထက်ကူမှာပြောမယ်ဆိုတော့အဲ့စကားလည်းခင်ဗျဒီတိုင်းပြည်ရဲ့ဥပဒေကိုခင်ဗျစော်ကားနေဒီတိုင်းပြည်ရဲတွေပါခင်ဗျစော်ကားနေတာ နောက်ထပ်ပြောသေးတယ်နင်တို့လင်မယားအခန်းအတူတူနေရအောင်စီစဉ်ပေးရမယ်ဆိုတော့ခမရပါလဲခမရဩစတြေးလျပါလဲဗျမ်းမင်းလားဒီလိုဒီမိုကရေစီတိုင်းပြည်မှာခမရပပန်း၄၀ဒီခမရလျှောက်ပြောနေတာနော်ပါသေးတယ်ကာတုံးစီနဲ့ကျုပ်တို့အကူကြီးပေးတယ်လို့ဘာလို့ပပပန်း၄၀ဒီခမရလျှောက်ပြောနေတာနော်နောက်ရှိသေးတယ်ခမရခမရကကျုပ်ကိုပြောတယ် ကျုံနောက်ကွယ်ကလူတွေလည်းတိတယ်ပေါ့ခဏတိခဏထုတ်ပြောလိုက်လေခဏတိနေထုတ်ပြောလိုက်လိုက်ချင်းချင်းခင်ဗျားကိုရှင်းမယ်ခင်ဗျားဖြစ်နေတဲ့ပြဿနာကိုလည်းကြုတ်ထပ်ထပ်ပြောဦးမယ်ခင်ဗျားရှေ့စကားနောက်စကားတွေမကြည့်တဲ့အရာတွေရောနားထောင်နေတဲ့လူလည်းတိအောင်ပြောပြအောင်မထပ်ပြောသေးတယ်ခင်ဗျားကျုပ်တို့ကလင်မယားမဟုတ်ဘူးလို့နော်ဟောက်ပန်းလေးတွေပြောတယ်နော်ခင်ဗျားမသိတဲ့အကြောင်းအရာတွေခင်ဗျားလျှောက်ပြောတယ်ခင်ဗျားဒလန်လို့လည်းဆွဆွဲတယ် ကျောက်ကပါတီကိုနာမည်ဖြတ်နေတယ်လို့လည်းပြောတယ်နော်ပါတီဝင်ပါတီဝင်လို့ပြောနေတယ်လို့ပြောလို့ကျောက်ကပါတီဝင်လို့ပြောတာအဲ့ဒါကြတော့လည်းခမရကထပ်ပြောသေးတယ်ခမရကျောက်ရဆုံးမတီးလို့ကျောက်ရဆုံးတီးအောင်ပြောတော့လည်းခမရကျောက်ကိုထပ်ပြောသေးတယ်ခမရတော်တော်ရည်စရာကောင်းတယ်မိမနော်ခမရကဝါဒီပြီးကြောမှာခမရတော်မှာအခုမှလိုက်လွင်ပြီးပြောတဲ့လူတယောက်ကခမရဝါဒီပြီးဘယ်နှမှာဘာရှိလဲအောင်ခမရမသိဘူးပြောတာပေါ်တယ်လည်းခမရမသွားရဲဘူးပြောတယ်ကျောက်မသွားရဲတဲ့ဘွယ်မရှိဘူး ဒီနောက်ဆိုင်တွေလည်းကုန်ပြီနော်ကျုပ်ကိုကျုပ်ရိုးသားလို့ကျုပ်ကဖြူစင်လို့ကြိုက်တဲ့နေရာသွားလို့ရတယ်ကြိုက်တဲ့နေရာလူဝင်စားတယ်လူဆိုတာပြားရှင်းရှင်းလေးဘလောက်ကောင်းတာကြီးလှုပ်လှုပ်မကြိုက်တဲ့လူကတော့ရှိတာပဲအဲ့မကြိုက်တဲ့လူချင်းရှိပြီးအုပ်စုဖွဲ့ပြီးတော့အဲ့လူတိုက်ခိုက်တာလည်းရှိတာပဲကျုပ်ကရင်လုံးမခေါ်ဘူးရင်မခေါ်ဘူးကျုပ်တို့တာဝန်အရယူခဲ့တဲ့နေရာမှာဥပဒေလမ်းကြောင်းတိုင်းလောက်ခဲ့တဲ့နေရာမှာတော့မှဥပဒေတိုင်းမှန်နေတယ်ဆိုရင်တော့မှကျုပ်တို့မကြိုက်တဲ့လူရှိသေးတာပဲ အမေတော်ဆန်းစုကြည်လိုမျိုးနော်တိုင်းပြည်ကောင်းကျိုးလုပ်နေတာမှသူ့ကိုမကြိုက်တဲ့လူတစုကတဲတဲမဲမဲတိုက်နေရှိတာပဲကျောက်ထုတ်ကဘာမှမဆန်းဘူးခမောက်တုတ်တနာနေလို့ကျုပ်ပြောနေတာနော်ခမောက်တဲကြီးမဲကြီးကိုကျောက်ထုတ်တိုက်နောက်ဆုံးကျောက်ထုတ်လက်မရအောင်မဖြစ်ဖြစ်အောင်လို့ခမောက်ကျောက်ထုတ်ထောင်ထဲကိုသွားစေခြင်းနဲ့နော်ပြီးတော့ပြောလိုက်သေးတယ်လင်မယားအတူနေလို့ရအောင်ပြောရတာဆိုခမောက်တော်တော်ယူနေလို့လားထောင်ထဲမှာခမောက်လင်မယားချင်းအတူတူထားလို့ရတဲ့အခန်းအောင်ရှိလို့လားခမောက်စိတ်ကြသာဖြစ်နေပြီခမောက်နော် ခင်ဗျာစိတ်တသားဖြစ်နေပြီနော်ခင်ဗျာစိတ်တသားဖြစ်နေပြီခင်ဗျာပြောတဲ့ထဲမှာပါတယ်နော်သူတပားကျမကိုဆွဆွဲလို့အမျိုးသမီးတယောက်ကလည်းကျမပြောစကားကိုမယုံမဲနဲ့ तू ကတရင်ပေါက်ပဲ तू စကားယုံရမယ်လို့ခင်ဗျာပြောတယ်အဲ့ဒါကြောင့်မို့ခင်ဗျာ community အကုန်လုံးကိုခင်ဗျာအဆက်ဖြတ်တယ်ဘယ်မှလည်းမသွားဘူးမလာဘူးအမောင်ကလည်းမနေတဲ့ဆေးတွေတော့ရတယ်ဘုံဘုံလဲတယ်နောက်ဆုံးကိုယ့်ကိုယ်ကိုတတ်တည်ခြင်းပါတယ်လို့ပြောတယ်ဆိုတော့ခင်ဗျာဒီစကတ်ထွက်နေခင်ဗျာပြမယ်မိမကျုပ်မျိုးသမီး ခမပြောတယ်မနေ့ကကြောက်လာတဲ့နင့်လာတဲ့ကာယကံရှင်အမျိုးသမီးကိုတောင်းပန်နေတာမဟုတ်ဘူးကစိန်ခေါ်နေတာဆိုတော့ခမကြောက်လိုက်လွန့်တဲ့ဇကားကိုခမပြေးပြေးချာချာပြန်နားထောင်မြန်မာဇကားကိုမြန်မာလိုနားလည်အောင်ခမတဘောပေါအောင်ရေလို့ပြီးမှခမကြောက်ကိုဆွဆွဲကြောက်ကစကလုံးတလုံးတလုံးပြောတိုင်းပြောတိုင်းကိုအထိပ္ပယ်တလူထောင်လို့မပြောဘူးအဲ့အထိပ္ပယ်ဘယ်လောက်ထိရောက်တယ်ဆိုတာကိုကျောက်သိတယ်နော်ကျောက်တို့ဒီမှာရောက်နေတယ်ကျောက်တို့နဲ့မဆိုင်တဲ့ကိစ္စတွေကျောက်တို့ဘယ်မှာပြောဘူး တချို့ဒီမှာရောက်နေတဲ့လူတွေကိုလူမျိုးတွေအချင်းချင်းနော်နော်ငေါမုံဖြတ်နေရာတွေရှိတယ်နော်ဒီကအော်စီဥပဒေနဲ့မညီဘဲနဲ့လိုင်စင်မရှိဘဲနဲ့ခွင့်ပြုချက်မရှိဘဲနဲ့လုပ်နေတာကြီးလက်ကျောင်းတိတယ်ဒါတော့မှကျွန်တော်တို့ဘာမှမပြောခဲ့ဘူးနော်လူတွေရဲ့ယက်တိမှုသူတို့ရဲ့စားဝတ်နေရေးသူတို့ထမင်းဝိုးလက်ကျောင်းဒုက္ခမခွဲခဲ့ဘူးနော်အခုကခင်ဗျားကကျုပ်ကိုလည်းမသိဘူးခင်ဗျားနဲ့ကျောင်းနဲ့လည်းသိလည်းမသိဘူးမြင်လည်းမမြင်ဘူး ်ခမရပြောတော့ဖြစ်အမှန်တရားကိုမြန်လို့တယ်လို့ပြောပြီးတော့ခမရဒီကိစ္စကိုပြောတယ်လို့ဒါပြောနေတာခမရရှင်းရင်းပြောရင်ခမရရှစ်ထွက်ပြန်ကျင်လို့ဟုတ်လားခမရအရင်တော့ခမရခံစားရတဲ့နော်ခမရလူတွေပြောလို့ခမရအပြင်မထွက်ရတဲ့ဟာကိုခမရလည်းအပြင်ထွက်ချင်တယ်ကျုပ်တို့ကိုကြောက်ချချင်တဲ့လူတွေကလည်းကြောက်ချချင်တယ်အဲ့တော့ခမရတို့ဆိုင်လိုက်တဲ့ခါကျတော့ခိုလူတွေကခမရကိုအနောက်ကစာရေးပြီးတော့ဒရိုက်တာလို့ညွှန်ကြတယ်နော်ခမရဇော်မဲလုံးလို့ရှစ်ထွက်ပြီးခမရဘီလိန်လောက်တယ်နော် ခင်ဗျားတို့အကျုပ်တော်တော်သနာတယ်အဲ့တော့ကျုပ်ပြတ်ရမယ်ရှင်းရှင်းလေးကျုပ်တို့ကြီးစေတနာကိုပြုစင်အောင်ထားတယ်ဒီမှာဆက်ဆံတဲ့လူတိုင်းကိုမေ့ကြည့်လိုက်ကျွန်တော်ကကျွန်တော်အမျိုးသမီးရောဆက်ဆံခဲ့ဘူးတဲ့လူတိုင်းသိတယ်သူတပားကိုဘယ်လိုကူညီရမလဲကူညီနိုင်တဲ့နီးလန်းအရာရတယ်လို့ကူညီတယ်မင်းတို့ချမ်းသာနေလို့လားကျုပ်လိုမချမ်းသာဘူးလေဗျာကျုပ်လိုလည်းဗျာကျူကြီးဒီရောက်လာတယ်ဒီငွေနဲ့ပဲနေတာပဲဘာတို့မှဒုက္ခမပြီးခဲ့ဘူးအခုလျှက်တဲ့ပြက် ဖြစ်သွားတဲ့ပြဿနာတစ်ခုမှာမှာခမရကပုံကြီးချဲ့ပြီးတော့ဒီပြဿနာလေးကိုနော်ခမရကဓညာမှုလို့ပြောတယ်ထပ်ပြီးတော့ဒါခမရထပ်ပြီးခမရထပ်ချဲ့ရင်လုံးဝထွေးနေဖြစ်ပြီးတော့ကျွန်တော်ကဟိုခမရအဓမ္မမှုကျွလုံးတာခမရထပ်ထည့်အောင်ပါအဲ့တော့ခမရဘာဖြစ်ချင်လဲဆိုတော့လက်ကျုပ်ကြည့်တယ်ခမရကိုညွန်ကြားနေတဲ့လူတွေကဘာဖြစ်ချင်လဲဆိုတော့လက်ကျုပ်ကြည့်တယ်အချိန်တန်ကြရင်အဖြစ်မှန်ပြန်ပေါ်လာလိမ့်မယ်အချိန်ကြရင်ခမရခံနိုင်အောင်ကြိုးစားထားပါနော် လူဆိုတာကိုယ်ယာသွင်းရှိလို့ကိုပြောရတာယာသွင်းမရှိမပြောရဘူးလောက်ရမှန်လို့သာချပြရရတာလောက်ရမမှန်ချမှတ်ပြရရဘူးခင်ဗျအဲ့ဒါတော့ခင်ဗျတောင်းကောင်းလေးသိပါလိုက်ပါနော်အဲ့တော့နောက်ပိုင်းမှာကျွန်တော်အနေနဲ့အဲ့တော့ အဲ့တော့ဒီမှာကြည့်နေတဲ့ဒီကျွန်တော်ကမိတ်ဆွေတွေတဲ့ကလည်းရှိမယ်နော်ကျွန်တော်မြို့နယ်လူမျိုးနယ်ရှိမယ်ကျွန်တော်မသိတဲ့လူတွေလည်းရှိမယ်ရှိတဲ့အခါကျတော့ကျွန်တော်အခုလိုက်လွန်နေဆိုတာလဲနာမည်ပြောင်းနေထွန်းတဲ့ page မဟုတ်ဘူးကျွန်တော်ဒီ Facebook ရှာဖွင့်နေရဒီရှိရနေဒီ Facebook account တစ်ခုနဲ့လည်းတုံးတယ်နိုင်ငံရေးလုပ်နေဒါတော့ပြည်သူလူထုနဲ့ထိတွေ့ဆက်ဆံလဲဒီတိုင်းပဲလုပ်နော်ကျွန်တော်အကောင့်ဘုံမဟုတ်ဘူးမှန်လို့ဖတ်ရှင်းရတာ ်မှန်လို့ကျင်တော့ရှင်းနော်အဲ့ကြောင့်မို့ခမရနှွေးဦးမွန်ခမရကိုတခါလေးပြောလိုက်မယ်ကျုပ်ကခမရလိုနေ့တိုင်းအားတိုင်းရတိုင်းပြောအောင်ကျုပ်မှာအဲ့လောက်အချိန်အများကြီးမပူနော်ကျုပ်တို့လင်မယားဒီကိုလုတ်ကိုကိုလုတ်နေတယ်ရှေ့လျှောက်လဲကိုအလုတ်ကိုကိုလုတ်မယ်ကျုပ်တို့ဒီတခိုးလည်းမဟုတ်ဘူးဓမြလည်းမဟုတ်ဘူးလူစုပ်လူပေလူညက်တွေလည်းမဟုတ်ဘူးနော်လူဆိုတာရှင်းရှင်းလေးနော်အမှန်တရားဆိုတာဟာ နော်တပုတ်လင်းလို့ဆိုတာကြိုက်တယ်လို့ပဲပြောအမှန်တရားပေါ်လာတဲ့တနေ့မှာလူတိုင်းဒီတန်ပြန်တက်ရောက်မှုကိုခင်ဗျားခံစားရတယ်ခင်ဗျားကိုကြုတ်ခုပြောပြမယ်နော်ပုံမြင်လေးတပုတ်ပြောပြီးကျွန်တော်နည်းနည်းလေးအဆုံးသတ်လိုက်နော်ရောက်တွေ့ရမှာเจ้าနိုင်ဘုံကြီးတပါးရှိတယ်အဲ့เจ้าနိုင်ဘုံကြီးကိုအဲ့ရွာတည်းကဒကမတယောက်ကသူ့ပုတ်ကိုရေးမကျင်နဲ့ညရွာထဲမှာလိုက်ပြီးတော့ဒီဘုံကြီးကတန်ခါမဟုတ်ဘူးရမ်းကျုံဝဲနဲ့မညီဘူးလိုက်ပြောတဲ့အခါကျတော့အဲ့ဘုံကြီးကို လူတွေကနားယောင်ပြီးတော့ဖုံးယူဝိုင်းကျင်ကြနှစ်နေနေကြတဲ့ခါကျတော့ပြောခဲ့တဲ့အမျိုးသမီးကသူ့ရဲ့အဖြစ်ကိုတိလို့သွားပြီးဖုံးယူသွားလျှောက်တပိတော်မကိုခွန့်လို့ပါအဲ့မှာဖုံးကြီးကပြောတယ်သကမနှစ်ကိုလည်းခွန့်လို့တယ်ငါလည်းငါဝတ်ရှိလို့ငါခံရတယ်ဒါပေမဲ့တကမတဲ့နှစ်ကိုတက်တခုတော့တရားလေးပြကျင်တယ်တဲ့ခုနမှာလဲကောင်းအောင်ရှိတယ်တဲ့ဖွင့်ပြီးယူလာခဲ့တယ်တောင်ကုန်းလေးတခုကတက်သွားတယ် တကမတဲ့အဲ့ဒီလဲတွေအကုန်လုံးတဲ့ပြက်ပြီးတော့ကျဲလိုက်စီတဲ့ကုန်သွားပြီလားတဲ့ကုန်သွားပါပြီဗျာတဲ့အဲ့မှာဖုန်းကြီးပြောတယ်တကမတဲ့နင်းကျဲခဲ့တဲ့လဲတွေကိုနင်းတစားစီပြန်တောက်နိုင်လားမတောက်နိုင်ဘူးအေးဒီလိုပဲတဲ့နင်းတပုတ်လင်းလင်းပြောနေတဲ့အချိန်မှာနင့်ဟာပဲကြာပြီးအဖြစ်မှန်ကိုမသိတဲ့လူတွေကတော့ငါဟာအခုတတိသူ့လုံးမာကြီးပဲတဲ့အဲ့တိုင်းပဲအခုလဲကျွန်တော်ဒီမှာ live လွှင့်ပြီးပြောတယ်ဆိုတာခမည်းပြောသမျှကိုပဲတိပြီးတော့ ခင်ဗျားပြောသမျှကိုပဲကြားပြီးတော့ကျုပ်တို့ကိုဒီလိုထင်တဲ့လူတွေကိုလည်းတော့ကဒီနေ့မှပြောကြင်တာခင်ဗျားပြောခဲ့တဲ့စကားတွေကျုပ်ပြောခဲ့တဲ့စကားတွေတိတ်တိတ်ကြကြဖွင့်ပြီးတော့ခင်ဗျားပြန်နားထောင်ကြည့်ကြပါဘသူရှင်းနဲ့နောက်နဲ့ညီလေခင်ဗျားပြန်ပြောလိုက်ဗမာစကားကိုဗမာလိုပြောမယ်နော်ခင်ဗျားမနေ့ကပြောခဲ့တဲ့စကားတွေမှရှိတယ်ကျုပ်ပြောနေတာနင့်နာတဲ့ကာယကံရှင်ကိုတောင်းပန်နေတာမဟုတ်ဘဲနဲ့စင်ခေါ်နေရပါလေခင်ဗျား ခဏတဖတ်တက်ကြီးကိုခမရစကားရဲ့အထိပယ်ကိုလည်းခဏမဖော်နိုင်ဘူးခဏမှာအဘိဓါတွေများပြီးခဏမှာမောဟတွေဖြည့်စည်းခဏပြောနေတာအဲ့တိုင်းပဲအဲ့တော့ရှင်းရှင်းလေးနော်မထုစကားယုံကြည်ရတယ်မယုံကြည်ရဘူးဆိုတဲ့စကားကိုကြုံတာဖွင့်လင်းပြောမယ်ခမရရဲ့ရှင်းတော့မကြီးတဲ့စကားတွေနော်သူတပိုက်ရဲ့အကြောင်းကိုဂဂနာနာမတိပဲနဲ့တဲကြီးမဲကြီးတိုက်ပြီးတော့ခမရသူများရှုတိုက်တိုင်းပြောတဲ့စကားတွေကိုယုံတဲ့လူတွေကသမင်းစားတဲ့လူတွေအတွေးခေါ်ဉာဏ်ပညာရှိတဲ့လူတွေကခမရစကားကိုယုံမှလည်းမဟုတ်ဘူးနော် တစ်ချိန်ကျရင်ပေါ်ပေါက်လာတာပဲအဲ့တော့ခင်ဗျားပြောခဲ့တဲ့ဇကားဒီခင်ဗျားဆွဆွဲခဲ့တဲ့ဇကားဒီခင်ဗျားဝစီဘေဒပြောခဲ့တဲ့ရုပ်ရုပ်မှန်မှန်ဇကားဒီအကုန်လုံးကိုကျုပ်တို့မခံယူဘဲနဲ့ခင်ဗျားခင်ဗျားပါတာခင်ဗျားခံယူရပါလိမ့်မယ်เนาะဒီလောက်ပဲကျွန်တော်ဒီနေ့ပြောချင်ပါတယ်အားလုံးကျွန်တော်ဒီနေ့ကျမကြီးလည်းလည်းနည်းနည်းမကောင်းတဲ့ခါကြတော့ကျွန်တော်ဒီလောက်ပဲပြောပြစီဗျာเนาะနောက်မှပဲကျွန်တော်တို့ဒီ Facebook ပေါ်နေပြန်ဆောင်ရပါမယ်အားလုံးကျေးဇူးတင်ပါတယ်